အားလုံးမင်္ဂလာပါရှင်ရာခိုဒီနေ့မှ launch ဆောက်လုပ်တဲ့ live sabana diwa 22 kono project လေးရဲ့ event ပွဲလို့ရောက်လာဖြစ်ပါတယ်ဒီကုန်းတော့ကြတော့ရေဘန်ကောက်ရဲ့ CBD area ဖြစ်တဲ့စာတွန်လမ်းမကြီးနဲ့နာတီဝက်လမ်းမကြီးအနီးမှာဆောက်မဲ့ကွန်ဒိုတစ်ခုဖြစ်ပြီးတော့ဒါထိုင်းနိုင်ငံရဲ့ top developer ဖြစ်တဲ့ AP Thailand ရဲ့ live series တွေထဲကမှအစ်စ် launch လုပ်လိုက်တဲ့ low rise ကွန်ဒိုအမျိုးအစားလေးတစ်ခုပဲဖြစ်ပါရဲ့ တင်ရပြီဆိုလို့ရှိရင်လည်းရတို့ BRT မှတ်တိုင်အနည်းမှရှိတဲ့အတွက် DBDS chronicity ကို BRT သုံးမှတ်တိုင်အောင်လည်းရတို့ရောက်နိုင်တယ်လို့ဒီ BTS ကနေတဆင့်ဆိုလို့ရှိရင်လည်း Chillon, CM, St. Louis တို့လိုမျိုး main area တွေကိုအလွယ်တကူသွားလို့ရမှာဖြစ်ပါတယ်ရှင်။နောက်ပြီးမဟာနခွန်တာဝါစာတုံ square empire tower လို့မျိုး cpt အချက်အချာနေရာလေးကိုဆိုလို့ရှိရင်လည်း driving minute အနည်းငယ်နဲ့တိုက်ရိုက်သွားလို့ရမှာဖြစ်ပါတယ်။ နောက်ပြီးဒီ project ကကြတော့ Aeropark Ceylon ပြီးတော့ Cambridge Tower လိုမျိုးအထင်ကြီးရနေရာတွေအပြင် Jewish Central Park, Tonsi Central Park တို့လိုမျိုးပန်းခြံနေနေလည်းနေတယ်ပြီးတော့ Embassy ရဲ့အနီးမှာတည်ရှိတဲ့ project တစ်ခုလည်းဖြစ်ပါရဲ့ရှင်။နောက်ပြီးတော့ Central Rama 3 Macro Sa Ton, Ceylon Complex, Park Ceylon တို့လိုမျိုး lifestyle shopping mall တွေလည်းအနီးနားမှာရှိတဲ့အပြင် St. Louis Hospital တို့လိုမျိုးဒါ International Standard Hagen Center တွေလည်းရှိတယ်။ နောက်ပြီး the British International School လို့လိုမျိုး International School တွေလည်းရှိပြီးတော့ downtown ကိုလည်းတွားရလာရအဆင်ပြေလွယ်ကူတဲ့အတွက်ဒါ private urban living ကိုပို့ပြီးတော့အထောက်အပံ့ပေးနိုင်တဲ့ business and financial hub တခုလို့ပြောပြောလို့ရရပါတော့။ဒီ life support narrative 22 project ထဲမှာဆိုလို့ရှိရင်ရှစ်လွာအမြင့်ရှိတဲ့ residential building နှလုံးပါတယ်။ residential အနေနဲ့ဆိုလို့ရှိရင်တော့ဒါအခန်းပေါင်း436ခန်းပဲပါလို့ private ဆန်ဆန်နိုင်ပိုင်းနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အရန်ကိုအဆင်ပြေတဲ့ low rise condo project တခုပဲဖြစ်ပါရဲ့ရှင့်။ facility တွေရောစုံလင်တဲ့ facility အမျိုးပေါင်း20ကျော်လောက်ကိုထည့်ပေးထားပါတယ်။အခန်းတွေကိုဆိုလို့ရှိရင်လည်း modern design, luxury finish တွေနဲ့ဖွဲ့စည်းထားပြီးတော့ဒါ smart home technology, high quality materials တွေနဲ့ special layout တွေကိုထည့်ပြီးတော့ဖွဲ့စည်းပေးထားပဲဖြစ်ပါရဲ့ရှင်။အခုရာ show flat လေးရောက်နေတော့မှ room လေးလေးလုပ်ခဲ့သေးရေပေါ့နော်။ ဒီကုနိုအခန်းလေးတွေတော့ရာယူ time battery 4.44 million ကနေစပြီးတော့ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ဒီကုနိုလေးကတော့ဒါ2026ခုနှစ် quarter 3မှာဆောက်လုပ်ပြီးစီမဲ့ဂျိုပွင့်ကုနိုလေးလည်းဖြစ်တယ်ပေါ့နော်။ payment အနေနဲ့ဆိုလို့ရှိရင်လည်းတခြားကုနို project တွေနဲ့မတူဘဲနဲ့ down payment တွဲပတ်စံနဲ့အရင်ပေးကြမှာဖြစ်ပြီးတော့ဒါကြံတဲ့ payment ကိုဒီကုနိုဆောက်လုပ်ပြီးစီမဲ့အချိန်မှာပေးရမှာဆိုတော့အရန်ကိုအဆင်ပြေတဲ့ payment plan နဲ့ဝယ်လို့ရမယ့်ကုနိုလေးလည်းဖြစ်ပါတယ်။ ကြောင့်မလို့ဒီကိုလိုလေးကိုသဘောချလို့ဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့အခုပဲရတော့ SCC Investment Page ရဲ့ Page Messenger နေပဲဖြစ်ဖြစ် WhatsApp နံပါတ်ကနေပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှဝယ်ရရှိနိုင်ရွှေအကြောင်းလေးတင်ငောက်ပါပေးလိုက်ပါတယ်။